အင်္ဂရဲ့နာမည်ကဦးဇော်ဝိတ်ပါ အသက်က83နှစ်ပါပကံညောင်းဦးဖြစ်ပါတယ်အင်္ဂရနှလုံးသွေးကြောပိတ်တာနဲ့ပတ်သက်လို့ရန်ကုန်မှာဆစ်ဆိတ်လိုက်တဲ့အခါမှာတအား break open လုပ်ပြီးတော့ကြတော့ bypass လုပ်ဖို့လိုရလို့ပြောရတယ်အဲဒါနဲ့ရန်ကုန်မှာလေးရတယ်ဘန်ကောက်မှာလေးရတယ်ဘန်ကောက်ကတော့အင်္ဂရတော့သွားနေရပါ ိုင်မှာအငယ်ဆက်ပြီးတော့ further information လုပ်လိုက်တော့ကြတော့ new daily အပေါ်လို့ဆေးအောင်မှာတော့ break open မလုပ်ခင်းနဲ့သူက robotic surgery လုပ်ခဲ့လို့အငယ်တော့တွေ့ရပါတယ်အဲ့ဒါနဲ့တန်ကြီး new daily အပေါ်လို့သွားပြတာဒီကရဲ2024ခုနှစ်အောက်တိုဘာလအငယ်အပေါ်လို branch တကူကရန်ကုန်မှာမန်းလေးမှာရှိတယ်ဆိုတော့အငယ်အဲ့ဒီလိပ်စာလေးကိုရှာပြီးတော့အဲ့ကြည့်နေတိုင်းမှာအငယ်တော့တွေ့လိုက်ပါတယ် တကယ်ကိုယ်တိုင်မဲတော့တည်ပြီးတော့အဲ့ဒီကဒေါက်တာဒီနဲ့ကိုဆိုင်တို့အခွင့်နဲ့ကွာစကားပြောပြီးတော့ဆက်တယ်လို့ပါတယ်။ဟာရိုဘော့နဲ့လုတ်တဲ့အတွက်ကြောင့်သူ့ရဲ့အာသာချက်ကအင်္ဂလိပ်ဘစ်အိုပန်မလုပ်တော့အပေါက်ကလေးတွေပဲဖောက်ပြီးတော့ကြတော့သူကဟိုဆောင်ရွက်တယ်ပေါ့လေ။အဲ့တော့ကြတော့သူ့ရဲ့ဒီလုတ်တဲ့ချိန်ကာလအင်္ဂလိပ်ဒီနှစ်ရက်နဲ့သုံးရက်လောက်ပဲကြာတယ်။ဟုတ်ကဲ့အင်္ဂလိပ်မှာချိန်ယူနေရတာတပတ်လောက်ပဲနေလိုက်ရတယ်။ ဒါကြောင့်မလို့သူအာသာချက်ကြီးအများကြီးရှိတယ်။နောက်တစ်ခါအင်္ဂလိပ်တော့ break open မလုပ်တဲ့အတွက်ကြောင့်ဒီပြန်ပြီးတော့ကြောချုပ်ချိုးရပါပြီချိုးရတာလည်းမရှိတော့ recovery time ကအမှန်တမ်းမတူတော့ပါဘူး။အဲနဲ့အင်္ဂလိပ်ဈေးရောင်းမှာတပတ်နေရယ်ဈေးရောင်းပြီးတော့ကြောအင်္ဂလိပ်ဟိုတယ်မှာတပတ်လောက်ခဏနားလိုက်တယ်။အဲ့ဒါပြီးရမှမြန်မာပြည်ကိုအော်တိုဝါဆက်ရှယ်နေမှာပြန်လာပါတယ်။ဈေးရောင်းတက်တာအော်တိုဝါနှစ်ရက်နေရတက်တာ။ဈေးရောင်းဆင်းတော့ကြောအင်္ဂလိပ် အော်တော့ကူရတော့မယ်ဆင်းပဲအတွေ့အကြုံသာဝင်လင်းပြောရင်အင်ကေက no feeling at all ဘခွဲကင်တော့ကျမိုင်းနဲ့ပတ်သက်တဲ့ဘာမှ pain မရှိဘူး feel မရှိဘူးလူကောင်းပဲကလေးပါဒါပေမဲ့အင်ကေတို့ရန်ကုန်ကပန်းလိုက်စီယုံမှာ medical check up လုပ်လို့ကြတော့ဒီသွေးကြောရဲ့အနေနဲ့တော့ bypass လုပ်မှာကောင်းမယ်ဆိုရင်သူတို့ရဲ့ ဒီ recommendation ကြောင့်ပေါ့လေအဲ့ဒါနဲ့အငယ်လုတ်ဖြစ်တာပါအဲ့တော့ပြောချင်တာကတော့ဒီ operation မလုတ်ခင်ကာလမှာအငယ်မှာဘာပိတ်မှလည်းမရှိပါဘူးဘာခံစားချက်မှလည်းမရှိပါဘူးအဲ့တော့အကန်ကောင်းနီအာလီယိုဆိုတာနောက်ဖြစ်နိုင်တဲ့အလားလားရှိတယ်ဆိုတဲ့အတွက်ကြောင့်အငယ်ကကြိုတင်ပြီးတော့ကျတော့လုတ်လည်လို့ရတယ်ပေါ့အဲ့လုတ်ပြီးတဲ့အခါမှလည်းပဲဒီနေ့ဒီအောင်အငယ်ဘာမှမခံစားပါဘူးပဂရိပါပဲတော်တော်လေးကောင်းပါတယ် ဗီဇာကိစ္စနဲ့ပတ်သက်တာတော့တခါကျွန်တော်တို့မသွားခင်နယူးဒီလီကဆရာဝန်ကြီးစီမှာလမ်းပြီးတော့ကျွန်တော်အင်္ဂလိပ်ဆရာချဲလီပို့ပြီးတော့စုံစမ်းပြီးတာမေးမြန်းပြီးတာအလုံးလူလီသေးမရှိအောင်ကိုကောင်းပါတယ်တော်တော်လေးအကြေလိုကျင်းနေအရပါတယ်နောက်တခါစီယုံတက်ပြီးပြန်လာတဲ့ခါမှလည်းပဲပြန်လာတဲ့ဝန်ဆောင်မှုတွေပဲအင်္ဂလိပ်လိုသဘောကျပါတယ်ကျင်းနေပါလူလီသေးမရှိပါဘူးအဲ့တော့အင်္ဂလိပ်အမြင်ပြောရရင် လူဆရာဝန်ကြီးတွေကိုယ်တိုင် လာရောက်ပြီးတော့ဒီ patient တွေကိုလာရောက်တွေ့ရဲအမေးမြန်းတယ် further treatment ကို by orally လုပ်ပေးမယ်ဆိုလို့ရှိရင်လည်းအင်္ဂလိပ်အမှန်တမ်းမှဂျင်းနေပါလေအဲ့လို service မျိုးမရှိဘူးဆိုရင်အင်္ဂလိပ်တခါ new delhi ဘုလိုပြန်သွားရင်သွားနိုင်ရမှာအခုဆရာဝန်ကြီးတွေကိုယ်တိုင်ဒီမှာလာတယ်ဆိုတော့ကြတော့အမှန်တမ်းမှဒီတော့အားရဖြစ်ပြီပါကျေနပ်ပါတယ်ဒီ service ကိုအဲအင်ဂျယ်တကယ်ပါ fully recommendation ပါအင်ကယ်အများကြီးလုပ်ပေးပါတယ်အင်ကယ်ကလည်းအရွယ်လေးရပြီ80ကျော်ဆိုတော့တော့အင်ကယ်အသက်အရွယ်နဲ့လုပ်ငန်းတွေဆိုတော့အပေါင်းအသင်းတွေများပါတယ်အဲ့တော့ဒီလူကြီးတွေအားလုံးကိုအင်ကယ်စီလာပြီးတော့မင်းညာတဲ့ခါမှာအင်ကယ်ကဒီအပူလူစီးရင်ရဲ့ဝန်ဆောင်မှုနဲ့ robotic နဲ့ဒီ surgery လုပ်တဲ့အကြောင်းတွေကိုပြောပြတော့တော်တော်များများကသူအားသင့်သွားကြပါတယ်။ဘာဖြစ်လို့လဲဆိုတော့ဒီ သူတို့တည်နေတဲ့အနေဒါဒီ bypass လုပ်တာကရန်ကုန်မန်ကောက်မှာဒီ break open လုပ်တယ်၆လောက်မှအားမရှိရမှာကိုယ်ရယ်နိုင်ယူရီချူရယ်အဲ့ဒီလိုနောက်ဝယ်သူကတည်ထားတယ်အဲ့တော့အင်္ဂလိပ် robotic surgery လုပ်ရဆိုတာလည်းတည်လိုက်တော့သူတို့တော်လေးအားတက်တော့အဲ့တော့သူတို့ရဲ့ result ကဘာဟုတ်ပြီများတယ်ဥပဆိုရင်အဲ့ဒါဆိုရင်တော့သဘောကျပြီတဲ့ကျွန်တော်တို့နဲ့တော့ဘာလို့လဲကျွန်တော်တို့မိတ်ဆွေတွေ ဒီလိုနှလုံးနဲ့ပတ်သက်လာလို့တွေ့လာလို့ဆိုရင်ပုဇော်ဝေကိုပဲကျွန်တော်တို့စုံကန်းပြီးတော့ကြတော့ဆက်လက်ပြီးတော့ဥဒဆောင်ရဲပါမယ်ပေါ့အဲ့တော့အင်္ဂရာဒီကြည့်မြင်နိုင်မှာဒီအပိုလိုရဲ့ဟိုရုံငန်းလေးရှိတယ်ဆိုတော့ကျွန်တော်ပြောပြပါမယ်နော်အဲ့လိုအင်္ဂရာ recommend လုပ်ပြီးပါတော်တော်များတော့ပါမယ်အဲ့လိုလုပ်ရင်